စဲတွေတိမ့်တာမြောင်မရေနော်တိမ့်စာမမြောင်မရေပေါက်ပန့်၄၀တိတ်မပြောပါနဲ့နင့်နှလုံးမစ်စီများလုံးပဲမင်္ဂလာပါနီပိချင်းချင်းကတော့တောင်းနဲ့တောင်းနဲ့ကြိုက်နေကြပါပြီနော်ထောင်းချင်းအောင်ခင်ဗျကိုရီးယားမှာရှိတဲ့တိမ့်တာမကအဖွဲ့ရှိတစ်ခုကိုတည်ထောင်လိုက်မယ်တဲ့နော်အဲ့တော့ယုံချင်းစရာပေါ့လေကျွန်တော်တော့ပြောမှာအချက်လက် အတိအကျနဲ့ကျွန်တော်ထောက်ပြပြောပြမှာအဲ့တော့ तू ပြောတာလေးကျွန်တော်နားထောင်ကြည့်အောင်ကျွန်မအဖွဲ့အစည်းတစ်ခုထောက်မှာမယ်အဲ့တော့ဒီအဖွဲ့ထဲမှာကိုရီးယားမှာရှိနေတဲ့တရားမျှတမှုကိုလိုချင်တဲ့သူတွေကဝင်လို့ရတယ်ကျွန်မဦးဆောင်မှာဖြစ်ပါတယ်အဲ့ဒီထဲမှာရှိတဲ့အဖွဲ့အစည်းကလူတွေကိုလည်းကျွန်မအနေနဲ့အစည်းအဝေးတော့ခေါ်မယ်ဘသူ့ကိုမှဘယ်သူတွေပါတယ်ဆိုတာကိုကျွန်မအနေနဲ့ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူးတစ်ခုခုဥပမာဒီလိုမျိုးအလှငွေတွေခိုးပြီးတော့လုပ်နေတဲ့သူတွေရှိတယ် โอเคအလူငွေတွေမလူတာတွေရှိမယ်နောက်ကကြောက်လို့ရှိလို့ရှိရင်ကိုကိုနိုင်ကတော့တတ်လိုက်ရအောင်ဘန်းပြပြီးတော့အလုံသမားတွေကိုညှင်းလှနှိမ့်ဆက်နေတဲ့သူတွေရှိမယ်ပြီးတော့လို့ရှိရင်လောင်ကစားတွေကိုလုတ်ကင်နေတဲ့သူတွေရှိမယ်အဲ့ဒါတွေအားလုံးအတွက်ကျမတို့ကနေပြီးတော့မှတယောက်ယောက်ကိုလုတ်တော့မယ်ဆိုရင်ဒီအဖွဲ့စည်းရနေပဲတိတိကျကျဆုံးဖြတ်ပြီးတော့ဝင်လို့ရတယ်တနိုင်ငံလုံးမှာရှိတဲ့သူတွေအားလုံးဝင်လို့ရပါတယ်โอเคကိုရီးယားမှာရှိနေတဲ့သူတွေကတော့ main point ပေါ့ဒီမှာအဖွဲ့အစည်းထောက်မှာဖြစ်ပါတယ် ကကုပ္ပဆန်နကူဖြစ်ပါတယ်။တနည်းအားဖြင့်တော်တော်ပြီးတော့ volunteer လုပ်ရဲကုပ္ပဆန်နကူဖြစ်ပါတယ်။ Okay အဲ့ဒီအဖွဲ့ဖြစ်ပါတယ်။ကျမကတော့ဥဆောင်မဲ့သူဖြစ်တယ်။ကျမပြီးလို့လို့ရှိလို့ရှိရင် Heroes Organization ကိုကျမပြီးမှဖြစ်ပါတယ်။နာမည် Heroes တွေအားလုံးကကျမတယောက်တည်းနဲ့မဟုတ်ဘူး။အားလုံး Heroes တွေအဲ့တော့ဒီနိုင်ငံမှာရှိတဲ့အားနည်းတဲ့သူအားနည်းတဲ့သူကိုကူညီမယ်။ဒါပေမဲ့အဲ့ဒီအားနည်းတဲ့သူကမှန်ကန်သူဖြစ်ရမယ်။အားလည်းနေတယ်မှားနေတယ်သူဆိုရင်တော့ကျမကလုံးဝကူညီပေးဖို့အသင့်ရှိဘူး အဲ့တော့တက်လိုက်ရအောင်ဘန်းပြပြီးတော့ခိုးနေလဲအဲ့ဒီကောင်ကိုကျမတို့အဖွဲရနေပြီးတော့မလုပ်မှာလာဘကောက်ချက်ချင်းတိုင်ပြီးတော့ဖြုတ်ပြင်มาဖြစ်သွားတယ်လုံးပြလိုက်လုံးပြလိုက်အောက်ပန်း40ဒီတင်းတံမြောက်မရေနော်တင်းစားမမြောက်မရေပောက်ပန်း40ဒီတိတ်မပြောပါနဲ့နင်းနှလုံးသားထဲမှာနင်ကလှုပ်ချင်တာဒီပဲရှောက်လှုပ်တယ်ပြောချင်တာပဲရှောက်ပြောမယ်လူတကာတွေကိုဗျမ်းမတာတွေရှောက်ဝေဖန်ပြောမယ်အဲ့ဒါပဲနင်ကတတ်တာ ဘယ်တရားမျှတာမှုလိုလားအပ်တဲ့သူကြီးတဲ့။ငါကဘာမလို့လဲ။ဒါဒီလောက်တာလဲမနေ့ကစကစကနင့်ကိုဖမ်းဝရန်ထုတ်ခံထားလိုက်ရလို့နင်ကကြောက်လိုက် ထိတ်ထိတ်လန့်စွာနဲ့နင်ကအခုလိုမျိုးလေအကာအကွယ်ရအောင်နင်ကလောက်တာ။ဒါအဖြစ်ရှင်းပါတယ်။အာဂါသိမ်းလာတာလင်းနှစ်လုံးလုံးရှိသွားပြီ။လင်းနှစ်လုံးလုံးကနင်ကသူများတကာကိုပဲသူပေါက်ပန်၄၀လိုက်ဝေဖန်ပြောနေတာ။အခုကြမှာဘာလဲနင်က။ ဟာကြောက်နေပြီလားအဲ့တော့တရားမျှတာမှုရှိ လူလားအတဲ့သူတွေဝင်လို့ရတယ်ဆိုရအောင်ကျွန်တော်ပြောမယ်ပြီးခဲ့တဲ့လအနေငယ်လောက်ကကိုရီးယားနိုင်ငံမှာမြန်မာအလုပ်သားတယောက်ကိုတူးကို တထေးတယောက်ကပြင်းပြင်းထန်ထန်ကိုထစ်လက်ထစ်ပါပြီးတော့ရိုင်းထက်တာအားလုံးလဲတွေ့ကြမှာပါအဲ့ဒီအကိုတယောက်ကတင်းတမ်းမစီကိုသွားပြီးတော့ဟာလား ွားပြီဆိုတာ line ပေါ်နဲ့အကူငီတောင်းတာပေါ့အမရေဒီအရာနဲ့ဟာဆောင်ရွက်ပေးပါဦးကျွန်တော်တို့မှာအကူငီတောင်းမဲ့သူမရှိဘူးလို့အကူငီတော့တောင်းလိုက်ဟာ哦 तू ကပုတ်စပစပြန်ပြီးတော့ဆဲလိုက်တာဆဲပြီးတော့ block သွားတယ်ဒါသူ့ရဲ့အချင်းစရိုက်ဖြစ်တယ်အဲ့တော့တင်းတမအနေနဲ့တကယ်လို့ဒါမကူငီနိုင်ဘူးဆိုမကူငီနိုင်ဘူး sorry နော်မောင်လေးရေတော့မဟုတ်ကွာ တာဝန်မယူနိုင်ပြောပြပြောလို့ရတယ်ဒါစိတ်ဆိုးစရာမဟုတ်ဘူးအကြောင်းလည်းမရှိဘူးအဲ့ဒါကို तू ကမအေးသိန်းတရားလိုးကောင်းတယ်အဲ့လိုမျိုးတွေဆဲပြီးတော့အများရှိပါသေးတယ်အချက်လက်ပြေဝါနေကျွန်တော်ဒီမှာရှိပါတယ်အဲ့လိုမျိုးတွေဆဲဆိုပြီးတော့ तू ဘလော့သွားတယ်အခုကြပါဘာလဲအမှန်တရားလိုလားအဲ့တဲ့သူတွေအာကသိန်းလာတာလေးနှစ်ကျော်ပြီအခုကြမှာဘာလဲနေရနေရအမှလောက်ကြံခံရမှာကြောက်လို့နေအခုလိုမျိုးဗျမ်းမတာတွေရှောက်ပြောတာဟာ တင်းတမရဲ့စိတ်ဓာတ်ကမိန်မပပိတ္တာနဲ့နေတဲ့သူနဲ့ဘလို့မှပေါင်းစည်းလို့မရဘူး။ယောက်ျားပပိတ္တာနဲ့နေတဲ့သူနဲ့ဘလို့မှပေါင်းစည်းလို့မရဘူး။အခုလိုမိန်မလို့မိန်မရမျိုးနဲ့မိန်မရှာစောက်ချောက်ဒီနဲ့ပေါင်းစည်းလို့ရတာတင်းတမကသူ့အနာမှာကြည့်လိုက်။မိန်မပပိတ္တာနဲ့ရှိရသူတယောက်မှမရှိဘူး။ယောက်ျားပပိတတနဲ့ရှေ့တူတယောက်မှမရှိဘူးစောက်ချောက်ကြီးပဲချက်တိတ်မပြည့်တဲ့သူကြီးပဲ ူနာမှာရှိတာအဲ့ခုကြမှာဗာတရားတွေပေါက်နေတာဒိန်းတာမှာပြောပါဦးကျွန်တော်တော့မှန်တရားပဲပြောမှာနော်အဲ့တူအဖွဲ့အစည်းမှာဘာမှပါဝင်စရာအကြောင်းမရှိဘူးနင်တို့ကိုယ့်လို့ကိုပဲအေးစစ်လို့မင်းတို့ပြောမှဆိုတော့တိုင်းပြအတွက်ဟာလားလက်ရှိမေလို့မင်းအွန်လိုင်းညံ့ညံ့ပြောကြနော်ဒါလက်ခံတယ်သူကဘာမလို့မှဖွဲ့စည်းထောင်းမှာလဲအခုကြမှာတရားတွေပေါက်တာ ဘာလဲ तू อ่ะအဲ့ကိုချိုးအတွက်ဖြစ်တယ်ဗျမ်းမရာရှောက်ပြောပြအခုကြာမှာဟိုဖြစ်တယ်ဒီဖြစ်တာပောက်ပန်လေးစားဒါဒီယုံလို့မရဘူးမယုံနဲ့ဘလို့နေပင်းရလေကွာတောင်းတောင်းနဲ့အကိုက်နေကြတာပဲเนาะအားလုံးတော့တခိုးတွေပဲအားလုံးခွေးတွေပဲအရှင်းပြောရအောင်เนาะ